မနမေကတော့၁၂ခုပါတတိ process scholarship နဲ့ business management မှာတက်ရောက်နေပါတယ် Strategy First Scholarship ကို Facebook ကနေတီးပြီးစာချုပ်ဖြစ်ခဲ့တာပါ။ နိုင်ငံခြားမှာကြောင်းတက်ဖို့အစီအစဉ်ခဲ့ပေမဲ့မိသားစုနဲ့လည်းမခွဲနိုင်သေးဘူး။နောက်လိုအပ်ချက်တွေပြင်ဆင်ဖို့အချိန်တစ်ခုလည်းလိုသေးတာကြောင့်တခြားအဆင်ပြေမဲ့နည်းလမ်းတစ်ခုကိုရှာဖွေခဲ့တယ်။အဲ့မှာ strategy first က business နဲ့ပတ်သက်ပြီးတော့ reputation အကောင့်နဲ့ကြောင်းတစ်ခုလည်းဖြစ်တာကြောင့် Unipita ဖြစ်ပေမဲ့တခြား research လုပ်ခဲ့တဲ့အခါမှာသူကဒီမှာနှစ်နှစ်တက်ပြီးတော့နောက်ဆုံးနှစ်ကိုဒီမှာပဲဆက်သက်လို့ရတယ်လို့ credit transfer လက်ခံနဲ့ top up degree လက်ခံတဲ့ကျောင်းတွေမှာလည်းဆက်သက်လို့ရရပေါ့နော်။အခုတကယ်ချေတယောက်ကလည်းအရင် batch ကတည်းကဒီမှာတက်ခဲ့ရ ဆိုတော့သူ့အတွေ့အကြုံကြီးပြောပြတယ်။အဲမှာတက်ဖို့ဆုံးဖြတ်နေတော့မှ scholarship program တွေးပြီးတော့ဆာရှာဖြစ်ခဲ့တာပါ။တတိယ process scholarship အပြင်အကြောင်းကနေပြီးတော့အထက်တန်းတုန်းကဂုဏ်သူတွေပါပါခဲ့တဲ့အတွက်ကြောင့်ထပ်ပြီး discount ပေးတာကြောင့်တင်တဲ့ချေးတွေးတဲ့အခါအပြည့်အတွင်းစရာမလိုပဲအတော်လေးတက်တာခဲ့ပါတယ်။ orientation week တော့ကဆိုစားနဲ့အလန်းဝေးနေတာလည်းကြာပြီဆိုတော့အဆင်ပြေပါမလို့စိတ်ပူခဲ့ပေါ့နော်ဒါမဲ့ဆရာဆရာမတွေရဲ့တင်ကြားမှုကောင်းမွန်ပြီးတော့ကျောင်းဘက်ကလည်းကျောင်းသားကျောင်းသူတွေပေါ့အရင်ကယူဆိုင်တာကြောင့် foundation ကာလာတခုတော့အခက်အခဲမရှိပဲတင်ကြားနိုင်ခဲ့တယ်တင်ကြမှုပိုင်းနဲ့ပတ်သက်ပြီးသဘောကျသောချက်ကအတန်းမလာခင်မူတယ်ကနေဗီဒီယို lecture အရင်ကြည့်ခဲ့ရတယ်ပေါ့နော်။ကဲဒီကွာမရှင်းတာမျိုးရှိရဆိုလို့ရှင်လေဆရာဆရာမတွေကပြန်ရှင်းပြတဲ့အခါတိချလိုက်မှတ်လို့ရပါတယ်။ group presentation တွေ discussion တွေလုပ်ရတာအကြောင်းကိုယ့်ရဲ့ perspective တွေကိုလည်းတင်ပြလို့ရတယ်ကိုတိထားအကြောင်းအရာတွေကိုလည်းပြန် apply လုပ်ရတာကြောင့် assignment ရတဲ့အခါမှာထောက်ကူများကြီးဖြစ်စေပါတယ် strategy first ကနေ academic ပိုင်းမှာထူးချွန်တဲ့ကျောင်းသားကျောင်းသူတွေအတွက် scholarship တွေ provide လုပ်ပေးတာကြောင့်အခုတော့ရင်တော်တော်လို့အခွင့်အလမ်းတွေအကျိုးခံစားခွင့်တွေရှိရပေါ့နော်။နိုင်ငံခြားကိုသွားဆရာမလို့ပဲမိသားစုနဲ့လည်းမခွဲမခွာပဲ UK ပညာရေးစနစ်ကိုတင်ကြားလို့သူတွေအတွက် strategy first international college ကရွေးချယ်တင်တဲ့ကျောင်းသားကျောင်းပါပဲ။